မရှိခြင်းတန်ဖိုးမင်းနေလစဉ်ကိုကျွန်တော်သိသဘောကြတယ်ပိုင်ဆိုင်မှုဥစ္စာပစ္စည်းတွေ များလွန်းရင်လဲဘဝကြီးကသူပိန်းနေပြီးရှုပ်တယ်ဗျတေချာလေးပြန်တွေးကြည့်လိုက်ရင်ရှိတာထက်မရှိတာကပိုပြီးစိတ်ချမ်းသာတယ်တေချာပြန်တွေးကြည့်လိုက်ရင်တေရင်ကို့နောက်ပါမဲ့အရာတစ်ခုမှ မရှိဘူးလေအဲ့ဒါကြောင့်ပိုနေတဲ့ကာတစည်းကိုမကြသေးခင်ကပဲ ထုတ်ရောင်းလိုက်တဲ့လက်ထဲရှိနေတဲ့ပိုင်ဆိုင်မှုတစ်ခုမရှိတော့တာဆိုတော့လေစိတ်ထဲမကောင်းဘူးဒါပေမဲ့အဲ့ဒီကားကကျွန်တော်အတွက်အပူလိုဖြစ်နေတာပါဟိုဟိုဒီဒီသွားတိုင်းကားမသုံးဖြစ်ဘူးစပိန်နဲ့စကူတာလောက်ပဲစီးဖြစ်နေတော့ပုံနေမဲ့အတူတူထုတ်ရောင်းလိုက်တာပဲကောင်းတယ်လို့တွေးချစ်ပြီးရောင်းဖို့ဆုံးဖြတ်ခဲ့တာပါ ရောင်းလိုက်ပြန်တော့လဲစိတ်ထဲစွဲနေသေးလားဆိုတော့ခဏပါပဲတေချာပြန်တွေးကြည့်လိုက်ရင်ตาကကျွန်တော်ဖိုင်ဆိုင်မှုမဖြစ်ခဲ့ပါဘူးကျွန်တော်ရှားထားတယ်ဆိုတဲ့ငွေကြေးနဲ့ဖလဲထားတဲ့အရာတစ်ခုလိုပဲဖြည့်တွေးဖြစ်ခဲ့တယ်ဟောတကယ်ပြန်တွေးကြည့်လိုက်ရင်အဲ့ဒီကျွန်တော်ငွေကြေးကို ဖိုင်ဆိုင်မှုတွေကို ကျွန်တော်ငွေကြေးပိုင်ဆိုင်မှုတွေဆိုစွတာကလည်းအစိုးရဒါမှမဟုတ်ပဲအချိန်တန်ထားခဲ့ရမှာကြည့်ပဲအရင်ကတော့မရင်ကျက်သေးတဲ့အတွက်အရာအလုံးပိုင်ဆိုင်ခြင်းတဲ့ဟိုဟာလဲလိုခြင်းဒီဟာလဲလိုခြင်း ဖြစ်ခဲ့တယ်။ကောင်းတာမှန်သမျှလိုခြင်းခဲ့တယ်။ငါအပိုင်စွတာမျိုးလှုပ်ခြင်းခဲ့တယ်။အဲ့ဒီစိတ်ကြောင့်သာ အလုတ်စူးစားခဲ့တာပါဒါပေမဲ့နောက်ပိုင်းကျတော့ဘာမှတိတ်မလို့ကျင်တော့ဘူးထူးထူးဆန်းဆန်းအသည့်ဆန်းတွေတွေ့လိုက်ရင် တွေ့တုံးခဏလိုကျင်စိတ်ချစ်မိပေမဲ့လေးလေးနက်နက်ပြန်တွေးမိရင်ကိုကိုကိုငါလိုလို့လားလို့မေကွန်းထုတ်လိုက်တာနဲ့ဘာမှမဝယ်ပြစ်မစုဖြစ်တော့ဘူးရှိတာလေးနဲ့လဲအစဉ်ပြေသားပဲလို့တွေးမိ တွေးမိသွားရောမစကရတမပိုင်ဆိုင်ခဲ့တာကိုပြက်စီးဆုံးရှုံးသွားခဲ့လို့ဝမ်းနေစရာအကြောင်းမရှိဘူးဘယ်အရာမှမတည်ငယ်ဘူးပိုင်ဆိုင်မှုစွတာကမတိမိုင်မဲမှုကြောင့်လက်ခံထားမိတဲ့စိတ်အစွဲတစ်ခုသာဖြစ်ပါတယ်ခဏတာလက်ရှိလက်ဝယ်ရှိတာကိုတတတာသာဝရစောက်ကင်ထားလို့ရမယ်မတင်နဲ့ ဘယ်ရာကိုမှမဆွဲလမ်းမိပါစေနဲ့ဆွဲလမ်းမှုဟုသမျှပူပန်တော့ကဇာပါရတွေပဲပြေးလိုက်မယ်ဆုံးရှုံးမှုဆိုတာမရှိဘူးဆုံးရှုံးခြင်းဆိုတာမရှိဘူးပါလို့လဲဆိုတော့ပိုင်ဆိုင်ခြင်းဆိုတာမရှိလို့ပဲဖြစ်တယ်တပ်ပဓမ္မအဆုံးအမတွေကိုလေးလာဖြစ်တဲ့နောက်ပိုင်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးသိမတွေးဖြစ်တော့ဘူးတခုခု ကြောက်သွားလို့လဲနှမျောစိတ်တိတ်မဖြစ်တော့သလိုအစာခြေလွယ်တဲ့စိတ်နေစိတ်ထားမျိုးပုံမွေးလာနိုင်တယ်လက်ရှိလက်ထဲခြေတာတွင်နဲ့ပတ်သက်ပြီးတိတ်မပူတော့ဘူးကောင်းကောင်းနေကောင်းကောင်းစာကျမ်းမာရေးကျမ်းမာရေးကျမ်းမာနေရင်ပြေရောကျေနပ်စိတ်ရှိလာတယ်ကြောရရင်အပြန်အဆိုင်တွေ တိတ်မလုံးချင်တော့ဘူးသူများနဲ့တန်းသူမဖြစ်ရင်တောင်ဇင်ပေါင်တန်းနိုင်ုံလောက်နဲ့ကျေနပ်တက်လာတယ်စေနိကပြောတဲ့တင့်ဇနီးမယာဆုံးပါသွားတာမဟုတ်ဘူးအဲ့ဒါပြန်သွားတာဆိုသလိုပဲတဘာဝကြီးစီကနေငါရန်ထားသမျှတဘာဝကြီးစီပဲပြန်သွားတယ်လို့ကျွန်တော်လဲတနေ့ကြရင်တဘာဝကြီးစီ ပြန်သွားမှာပါပဲအဲ့ဒါကို အစွဲအလန်းတွေနဲ့ကိုကိုကိုဂျာဗာဒတွေမပေးကြတော့ဘူးကြောရွှင်မှုဆိုတဲ့အဲဂျာမှုအစစ်ကိုမရရင်တော့ပူပန်မှုနဲ့စိတ်ဆင်းရဲမှုတွေမရခြင်းဘူးကိုချစ်တဲ့လူတွေနဲ့အတူနေရတဲ့ခဏတာ အခိုက်အတန့်ကိုဆွဲလန်းမှုတွေကြောင့်စိတ်ဆင်းရဲနေရတာမျိုးမဖြစ်ခြင်းဘူးအတိတ်ပဲချစ်ချစ် နှွေးထွေးမှုအပြည့်နဲ့အေးအေးလူလူနေခြင်းစိတ်ပဲရှိတော်တဲ့အချိန်မရွေးဒီလောကကြီးတဲကနေထွက်သွားနိုင်တာကြောင့်ခဏတာတဲခေါ်ခွင့်ရလိုက်ခိုက်မှာစိတ်ပော့ပော့ပါပါနဲ့ကြော်နိုင်အောင်ပဲကြိုးစားကျင်တော်တဲ့တိတိအတိချိချိရှင်တန်ခြင်းကိုအားကိုကိုလမ်းမချောက်နိုင်တော့ပဲသူများအပေါ် သူများကြောပေါ်ကနေခိုစီပြီးလိုက်နေရတဲ့အခြေအနေမျိုး ရောက်သွားခဲ့ရန်ငါပဲလို့လုပ်ပြီးဒီအခြေအနေမျိုးထိရောက်အောင်နေမိတာလဲလို့ကိုကိုကိုမေခွန်ထုတ်ကြည့်ပါလို့တပ္ပဓမ္မအသွေးခေါ်ပညာရှင်စိနိကက သူ့ရဲ့မိတ်ဆွေကြီးလီလီလူစီလီယူစီကိုစာရေးဖို့ဖူပါတယ် ဟုတ်လဲဟုတ်ပါတယ်အဲ့ဒီလိုတွေးကြည့်တင့်တယ်ဗျကို့အခြေအနေကဘယ်လိုအနေထားကိုရောက်နေပြီလဲဘယ်လိုလုပ်ပြီးလက်ရှိအခြေအနေကိုရောက်သွားကြလဲတေစာတလောက်လူအများစုမှာအဖြေမရှိဘူးဗျကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုအဲ့ဒီလိုမေကုံမျိုးနဲ့အမြဲစမ်းစစ်လေ့ရှိတယ်ဒီအခြေအနေကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲဆိုပြီးတော့ပေါ့ ကျွန်တော်လည်းအစောပိုင်းတုန်းကကြောစရာမရှိဝိလေကြောင့်ပတ်ဖြစ်ခဲ့ဘူးတဲ့အသက်20တုန်းကဆိုရင်ကိုကိုကိုပြန်ဆန်းစစ်ဖို့မပြောနဲ့သုံးချက်ချက်စရင်တောင်ပြည်ပြည်ရောလောက်ခဲ့တာရဲ့ပြောရရင်စေနီကပြောတယ်လို့မျိုးကိုကိုကိုဆန်းစစ်တဲ့အထစ်ရောက်တောင်မရောက်နိုင်ခဲ့ဘူးအတွေးများပြီးစိတ်ပူးရင်တာတွေနဲ့ပဲ ဆုံးသွားရတာများတယ်တကယ်တမ်းလဲကျွန်တော်ကိုကိုကိုစားစစ်နိုင်တဲ့ရင့်ကျက်မှုတွေရှိသွားတဲ့အချိန်ကြတော့အရာအလုံးလွန်သွားခဲ့ပြီလွန်ပြီးသွားခဲ့ပြီ နောင်တတွေရောတတိတံဝေကတွေရော အများကြီးပဲနောက်မှရတဲ့နောင်တဘာမှလုံးမရဘူးဆိုတာ သိမှန်တယ်ဗျ တကယ်ကိုဘာမှလှုပ်လို့မရတော့ဘူးကျွန်တော်တယောက်တည်းအဲ့ဒီလိုစစ်တာတော့မဟုတ်ဘူးဗျအဲ့ဒီအလုပ်ကိုဘယ်လိုလုပ်ပြီးလှုပ်ဖြစ်သွားတာလဲဆိုပြင်လူတွေမေးလိမ့်ရှိကြတယ်ကျွန်တော်ကတော့အဲ့ဒီလိုမေးခဲ့ရင်ကျွန်တော်ကတော့မသိဘူးဗျဒီအတိုင်းပဲဆိုတဲ့အပေါ်ရန်အဖြေလောက်ပဲပေးနိုင်တော့မယ်ဗျ တကယ်လည်းဒီအတိုင်းပါပဲဘဝကြီးရဲ့ရေစုံအတိုင်းမြင့်တခါနှိမ့်တလက်လုံးမိလောက်ရာလုံရင် အမားတွေကနေသင်္ကန်းစာယူပြီးမှန်မှန်လောက်လီမလားလက်တဲ့စမ်းရင်နဲ့ဒီလက်ရှိအခြေအနေကိုရောက်ခဲ့တာပါပဲဗျာအောင်မြင်သူတို့ကို သွားမေးလဲဒီလိုပဲဖြေလိုက်မယ်သူတို့ ဒီလိုဖြစ်ကျင်လို့ဒါမျိုးလောက်ခဲ့တာဆိုရင်ဖြိမဲ့အစားဒီအတိုင်းလက်တဲ့ဆန်းရင်လမ်းကြောင်းပေါ်လာလို့ပေါ်လာတဲ့လမ်းကြောင်းပေါ်စုကလုတ်တွေဆောင်ရှားနိုင်သလောက်ဆောင်ရှားရင်ဒီရစီနေကို ရောက်ခဲ့တာပါလို့ဖြေကြလိမ့်မယ်။နောင်တတွေကမရှိဘူးလားလို့မေးကြည့်။တကယ်စူးစမ်းခဲ့ဘူးသူမှန်မှန်ရင်ဘယ်လို့ ရှင်းမယ်ထင်လဲရှိတာပေါ့အများကြီးပဲပြန်မတွေးချင်လောက်အောင်ကို အများကြီးရဘူးတယ်လို့ခြေကြလိမ့်မယ်အလုတ်လုတ်တဲ့သူမှန်ရင် အမားများစွာလုတ်ဘူးတယ်ဗျလောကမှာအမားကင်းတဲ့သူဆိုလို့အလုတ်လက်မဲ့သူပဲရှိတာအောင်မြင်မှုဆိုတာဇီမန်းထားတဲ့ ရည်မှန်းထားတဲ့အတိုင်းဆောက်လန်းနိုင်လို့ရလာတဲ့အကျိုးဆက်မဟုတ်ဘူးပြလက်တဲ့စံရင်စူးစားပြီး အမားများစွာနဲ့တိဆောက်ထားတဲ့ရလာတဲ့အကျိုးရလက်လေးပြကျွန်တော်အဖေဆိုရင်အလုပ်တွေအများကြီးလုပ်ဘူးတဲ့ရထားတာကအင်ဂျင်နီယာဘွဲ့တကယ်တမ်းအလုပ်ဝင်တော့အဝိစော်တဲ့လုပ်ငန်း အပူအလုတ်အဖြစ်လုတ်ဖြစ်တော့လဲဆေးရုံတွေနဲ့ကျန်းမာရေးဆေးကန်းတွေအတွက်သီးသန့်ချော်ဖွတ်ပေးတဲ့အလုတ်အစကတော့ဝန်တန်းပေါ့အခုဒီနယ်ပယ်မှာ ကိုပိုင်ကုမ္ပဏီနဲ့လုပ်ငန်းရှင်ကြီးဖြစ်သွားပြီသူတောင်သူ့ကိုယ်သူဒီလိုလုပ်ငန်းရှင်ကြီးဖြစ်လာလိမ့်မယ်လို့တွေးမထားဘူးဗျသူကြီးလာရင်ကုမ္ပဏီတစ်ခုမှာအင်ဂျင်နီယာလုပ်ပြီး တက်ပြည့်ပင်စင်နဲ့ဘဝဆုံးမယ်လို့သူထင်ထားခဲ့တာဗျအဖေအခုအချိန်နေမျိုးရောက်လာဖို့မလွယ်ခဲ့ဘူးရဲ့အခက်အခဲတွေ့ပုံမှ အများကြီးသူရင်ဆိုင်ခဲ့ရတာဗျကျွန်တော်လေးစားရတဲ့လုပ်ငန်းရှင်တွေထဲမှာသူလည်းပါတယ်အဖေချက်တူမလို့တော့မဟုတ်ဘူးသူစူးစမ်းခဲ့တဲ့အတွေ့အကြုံတွေကြောင့်သူ့အပေါ်လေးစားနိုင်တာပါ အဖေရဲ့စူးစမ်းမှုစူးစမ်းပုံအပေါ်လေးစားပုံတွေကိုမြင်ခဲ့သိခဲ့တွေးခဲ့သင်ယူခဲ့လို့လဲကျွန်တော်စူးစမ်းခြင်းစိတ်မွေးနိုင်တာပါအဖေကြောင့်သာကျွန်တော်ပြင်းတဲ့စိတ်ပြင်းတဲ့စိတ်ကိုအနိုင်ယူနိုင်ခဲ့တယ်လို့ပြောရင်ရပါတယ်အဖေလိုမျိုးအဝိဆောဖို့လုပ်ငန်းရှင်တော့မဖြစ်ချင်ဘူးပေါ့ဒါပေမဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ခြင်းတဲ့စိတ် အဖေကြောင့်ရလာခဲ့တာပါလို့ပြောရင်မမှားပါဘူးဆက်ချင်းကြီးမဖြစ်နိုင်တာကိုကျွန်တော်သိပါတယ်ရီမန်းချက်ရည်ရချက်ကြီးနဲ့ကိုပိုင်ကုမ္ပဏီကြီးရအောင် လုပ်မယ်လို့တွေးပြီးစူးစမ်းခဲ့သမျှအထမြောက်အောင်မြင်တာ မရှိသေးပါဘူးအကြောင်းမျိုးမျိုးကြောင့်ဆုံးချုံပြက်စီးခဲ့တာတွေလည်းအများလာပါပဲ ဒါပေမဲ့ကျွန်တော်လုံးဝစိတ်မပြတ်ခဲ့ပါဘူးအချိန်တန်ရင်လုံလောက်တဲ့အတွေ့အကြုံတွေချစ်သွားခဲ့ရင်ကျွန်တော်ဖြစ်ချင်တာဖြစ်ကုန်ဖြစ်လာလိမ့်မယ်လို့ယုံကြည်ထားပြီးဖြစ်တဲ့အတွက်တနေ့မဟုတ်တနေ့ကျွန်တော်လိုချင်တဲ့အောင်မြင်မှုကိုရဖို့ရမှာပါ အများအားဖြင့်လုံနေတဲ့အလုံးမှာမပြောမွေ့နိုင်လို့လုံးတလောက်အကျိုးမဖြစ်ပဲကြိုးစားတလောက်အထမမြောက် ဖြစ်နေကြတာရဲ့ဘယ်တော့ပဲအလုတ်ဘယ်လိုလုံးလုံးစူးစားစူးစားဖြစ်ချင်တာဒီဖြစ်မလာသေးတော့ကျွန်တော်ကိုကိုကိုပြန်ဆန်းစစ်မိတယ်စိနိကက သူ့ကိုယ်သူ ပြန်အောင်မိတလို့မျိုးပေါ့ငါဘာလို့လှုပ်ပြီးငါဘယ်လိုလှုပ်ပြီးဒီအချိန်နေရောက်အောင်လောက်ကဲ့မိတာပါလေပေးစားတလို့တမယိုးကြနေတဲ့အတိုင်းလာစား အလကစားအလုံးဝံအသက်ပြည့်ရန်ပင်စင်ကြပြီးချိုးချိုးချန်ချန်နဲ့လူအိုယုံမှာစည်းစာဝံဘဝမျိုးကောလုံးဝမလိုချင်ခဲ့ပါဘူးဒါပေမဲ့အခုရှောက်လန်းနေရတဲ့ဘဝလမ်းကြောင်းကအဲ့ဒီလိုဖြစ်နေတဲ့ဘာတွေလွဲနေတာလဲအားမလို့အားမရစမိတာတော့အမှန်ပါလောက်တာလုံနေရတာလုံးတလောက် အကျိုးမထူးတလို့ခံစားလာရတော့ခံစားလာရတာတော့ပေးကြတယ်လေတခုခုတော့လွဲနေပြီကိုတကယ်ကျွမ်းကျင်တဲ့အလုတ်ကို မလုတ်သေးလို့ဖြစ်နေတာလားကိုဝါသနာပါတဲ့အလုတ်ကိုမလုတ်ပဲလမ်းလွဲနေတာလားအများကြီးတွေးဖြစ်ကြည့်တော့မှ နောက်ဆုံးတစ်ခေါက်စမ်းလုတ်တဲ့အနေနဲ့ လုံနေလက်စအလောက်ကနေထွက်ပြီး online ကြူချင်းတခုစွန့်စွန့်စားစားဖွင့်လိုက်တယ်ပညာရှင်အဆင့်စာရင်းဤတင်တန်းပါကိုယ်တိုင်ကလည်းဝါသနာပါတဲ့အလောက်ကိုလုံနေပြီးစစ်တာကြောင့်စာတင်ရတဲ့အပေါ်အတော်လေးအားရမှုရှိသွားခဲ့တယ်စိတ်ပါလက်ပါပူချစ်ခဲ့တယ်အတန်းတွေ အများကြီးဖွင့်နိုင်ခဲ့ပြီးနောက်ဆက်တွဲအကျိုးဆက်အနေနဲ့ဆောင်းပါးတွေ နှစ်ကိုယ်ထက်အများကြီးရေးနိုင်ခဲ့တဲ့အဲ့ဒီလိုနဲ့ပဲအခုလိုမျိုးစာအုပ်တွေအများကြီးရေးနိုင်ခဲ့တာပါကိုဘဝလမ်းကြောင်းအစ်စ်အမှန်ကိုသိဖို့ရာပညာရှင်တွေစီသွားရှာလို့မတွေ့နိုင်ပါဘူးကိုယ်တိုင်ကလမ်းပေါက်ပြီးလမ်းခင်းမှရနိုင်တာပါ ကိုလိုချင်တာကို ကိုယ်တိုင်ကပဲသိပါတယ်သိတဲ့အတိုင်းလှုပ်ရဲဖို့နဲ့ ဘဝမှာတွေ့ကြုံသမျှကနဲ့သင်္ကန်းစာဇူတဖို့ပဲလိုတာပါဘဝကြီးကိုချစ်ချင်ရာဖြစ်စဉ်တန်လို့မရပါဘူးအဲ့ဒီလိုပဲစိတ်ကန်းတွေနဲ့ဖောင်းခတ်ပြီး နေမှတိုးတက်နိုင်တာတော့မဟုတ်ပါဘူးအမြဲတစေကိုယ့်ကိုယ်ကိုစမ်းစစ်ပြီး အသိရှိရှိနေတတ်မှစဉ်တန်ရာကျိုးနတ်မှာပါ လက်ကြံအရှိန်တို့လေအသက် 75နှစ်ပဲပြည့်ပြည့်25နှစ်ပဲပြည့်ပြည့်အချိန်တွေတိတ်မကြံတော်ဘူးလို့ပဲအမြဲထင်နေရတာပါ အသက်75နှစ်ရောက်သွားလို့လည်းလောက်ဆရာတွေမကုံသေးသလို25နှစ်ပဲရှိသေးပေမဲ့မလောက်ခဲ့ရလို့နောင်တရတာတွေအများကြီးရှိကောင်းရှိနေလောက်ပြီဖြစ်ပါတယ်မြေမြင့်တွေ ဝိုင်းနေတဲ့အချိန်မှာ မြေမြင့်တွေရဲ့ နောက်မြင်းမြစ်တွေကိုမြင်ခွင့်ရရှင်ရန်မြင်ခွင့်ရရန်ကောင်းမှာပဲလို့တွေးခြင်းတွေးမိနိုင်တယ်လို့အသက်25နှစ်ပဲရှိသေးပေမဲ့လောချင်တာတွေဖြစ်ချင်တာတွေများလွန်းလို့နှစ်ပေါင်း200တိုင်နေခွင့်ရရင်တောင်းလုံလောက်မှာမဟုတ်ဘူးလို့တွေးမိကောင်းတွေးမိနိုင်ပါတယ်အသက်ဘလောက်ပဲကြောက်ရောက်လောစရာတွေများလွန်းလို့အချိန် မလောင်းငါပဲအမြဲဖြစ်မလောင်းငါပဲအမြဲဖြစ်နေမှာပါတော်လွန်ထူးလွန်တို့တော်လွန်ထူးလွန်လို့အာနာရှင်အဖြစ်အုတ်ချုပ်ပေးဖို့ရာတောင်းဆိုခံရတဲ့မင်းတက်ချေမာကုတ်အော်ရီတီယူကိုတိုင်ဒီအချက်ကိုသိခဲ့လို့လဲသူ့ရဲ့အသွေးမှတ်စုထဲမှာလက်ကြံအရှိန်တိုလေးဆိုပြီးဘဝကို ရှင်ညွန်ရေးမှတ်ထားခဲ့ပါသေးတယ်ပြောရရင်ရောမအင်ပါယာတခြားသူ့ရဲ့နန်းသက်အရှိကြဆုံးအရှိကြဆုံးပါဒါကိုလည်းသူ့အနေနဲ့တူတောင်းတယ်လို့သာထင်မြင်ယူဆခဲ့ပုံအထင်မြင်ယူဆခဲ့ပုံအရာဘဝဆိုတာတိုင်းတာရင်ဘယ်တော့မှကြာညောင်းတယ်လို့မရှိပါဘူးအချိန်တွေတိတ်ကုံတိတ်ကုံကုံမြန်လွယ်ပါတယ် ဒီလိုမျိုးတိုးတောင်းလာတဲ့ဘဝကိုဘယ်လို ရှင်သန်ရမလဲမာခုပေးခဲ့တဲ့အကြံလေးကရိုးရိုးလေးပါတယောက်တည်းတကိုယ်တည်းတော်ကြီးမြတ်မဲတဲ့နေထိုင်နေရလို့နေထိုင်နေရလို့ရှင်သန်လိုက်ပါမြို့ကြီးပြကြီးမှာနေနေရလို့ဒီအချိုးချိုးတယ်မလောက်ပါနဲ့နေမှာပဲဖြစ်စေမြို့မှာပဲဖြစ်စေနေနီးတစ်မျိုးတည်းနဲ့သာ နေထိုင်ရှင်သန်ပါလောဓာထက်လဲပုံမယူခြင်းပါနဲ့လောဓာထက်လဲရှော့မလုပ်ပါနဲ့ပုံမှန်လေးလောက်လောက်ငါငါစီယုံမြယူပြီးနေကောင်းချင်းနဲ့နေပါတဘာဝကြီးနဲ့ထက်သူထက်မြနေထိုင်ကြည်လူတိုင်းနဲ့အစဉ်ပြေနေပါစေသူပါဘူပြောချင်နေတာလေတဘာဝကြီးနဲ့ထက်သူထက်မြတဲ့ ်ဘာကိုပြောချင်တာလဲကျွန်တော်အထင် သူပြောတဲ့သဘာဝကြီးနဲ့ထပ်တူထပ်မြဆိုတာကသဘာဝလွန်မဟုတ်တဲ့လက်ရှိအခိုက်အတန့်ပြစ်စုံပံတရားကိုပြောတာပဲဖြစ်မှာပါအတိတ်ဆိုးရဲ့လောင်းရိပ်အောက်ကနေရုံးမထွက်နိုင်တာကလည်းသဘာဝမကျသလိုအနာဂတ်ကိုဥတည်ပြီးစဉ်းတန်းနေပြန်လဲလက်တွေ့မကြတာကြောင့်သဘာဝမကြပါဘူးဒါကြောင့် ဘာဝကြကြနေထိုင်ခြင်းဆိုတာကလက်ရှိပြစ်ဆုံးမှန်မှပြစ်ဆုံးပံမှာပဲအာယုံဆိုင်မှု အပြည့်ထည့်ပြီးနေထိုင်ဖို့ပြောတာဖြစ်မှာပါ လူတိုင်းနဲ့အစဉ်ပြေပါစေဆိုတာကလည်းရှင်းပါတယ်လူဆိုတာပေါင်းသင်းဆက်ဆံရေးတတဝါဖြစ်ပါတယ်တယောက်တည်းတကိုယ်တည်းအထီးအထီးတည်းခွဲနေလို့မရပါဘူး လူအဖွဲ့အစည်းမှာတထောက်တနေရာကနေအထောက်အကူပြုကမ်းကျွန်းမီကျွန်းကမ်းမီ နေတမလူပိသနိုင်တာဖြစ်ပါတယ်တော်သေးသွားပြီးတယောက်တည်းနေတတ်ခြင်းကလူမဆန်ပါဘူးလူမရင်လူကြားတဲ့နေပြီးလူလိုသူလိုနေနိုင်အောင်စူးစမ်းတင်ပါတယ်ခွဲထွက်သွားတာကပွဲပြားသွားတာဖြစ်တဲ့အတွက်လူမပိသပါဘူးဒီ အဲ့ဒီလိုပဲလူမှန်ရင်လူလူချင်းတင့်မြတ်တင်ပါတယ်သူသူငါငါခွဲခြားဆက်ဆံတာမျိုးမဖြစ်တင်ပါဘူးလူတိုင်းနဲ့အစဉ်ပြေအောင်ပေါင်းတင်ဆက်ဆံပါ လူအများ အကြိုက်လိုက်ပြီးနေဖို့ပြောတာ မဟုတ်ပါဘူးဒါကြောင့်လဲလူအများစိတ်ဒုက္ခကိုဆင်းရဲမရှိတဲ့တလို့သူများကြောင့်ကိုမှာ စိတ်ဒုက္ခကိုဆင်းရဲမျိုးဖြစ်မလားတင်ပါဘူးတဟဇာတရှိနေတင်ပါတယ်အဲ့ဒီလိုနေထိုင်မှသာနေကောင်းချင်းနဲ့နေတယ်လို့ပြောနိုင်ပါတယ်လက်ရှိအချိန်ကို ပြောနိုင်အောင်စဉ်းတန်ပါဘလောက်ပဲအချိန်တွေတိုးတောင်းပြီးမလောက်မငှဖြစ်နေပါစေကြောစရာရှိပျော်လိုက်ပါကြောစရာရှိပျော်လိုက်ပြီးตายาခွင့် ရခိုက်ကိုအလဟဒမဖြစ်ပါစေနဲ့လက်ကြံအရှိန်တော်လေးတွေကိုအမေအယဖန်းဆုပ်လိုက်ပါ